အလုံးမဲ့မင်္ဂလာပါကျမကတော့မုံရခရိုင်တက်ရင်လေးတက်ခွေပုံမုံရနဲ့ခင်ကတာဝန်ခံမဲ့နိုတာဖြစ်ပါတယ်အင်တာနက်ဒီပိုင်းတုံးရတာအခက်အခဲဖြစ်တယ်ဆိုတော့ live ကိုကြည့်ဖို့ကလိုင်းကတော်တော်ကြီးကိုအဆင်မပြေဘူးကျမတို့နေတဲ့နေရာအဲ့လိုပေါ့နော်အဲ့ဒီအချိန်မှာကျမဝင်ကြည့်လိုက်တဲ့အချိန်မှာလဲမျိုးဥတီဖွင့်ပွဲရပြီးသွားပြီပြီးသွားတဲ့အချိန်မှာကျမအောက်ထဲကလည်းဒီစူကြီးတွေဝင်လာပြီအဲ့မှာထိတ်ဆုံးမယ်တိန်း20ဆိုတဲ့ဟာပေါ်တယ်ဒါပေမဲ့ကျမရဲ့စိတ်ထဲမှာအဲ့ဒီဥစ္စာကိုကျမနှစ်တောင်းမဲမြင်တယ်အဲ့တော့ကျမအဲ့တိန်း20ကိုကျမလက်ထောက်ပြီးရရှိတာကျမတယောက်တည်းထောက်ယုံနဲ့ 好啦，主要邊下度話即係冇可以要抄開啲啦，希望我，但係好過好嘢啦，我就安呢，好啲，做多啲嗱，所以話主要邊下表咧，趁住嘛即係，但係顧家是有什么三多步啦，誒顧家即係顧養病啦，嗰種，上一年有一段顧養病嘅，出嚟咗。 ကြောက်တော့ပို့လဲချင်မှာဆရာသမားစာမကြည့်ဘူးလိုင်းပေါ်မှာလည်းမရှိဘူးကျမသိန်း20ပါတယ်လို့စာလေးပို့ခဲ့တာပေါ့အဲ့နောက်တော်တော်လေးကြာမှအတန်ဖိုင်လေးပို့လာပေါ့လေဝမ်းသာမှလာပြောမှလာမသိဘူးလေပြောတဲ့အချိန်မှာကျမသူ့ကိုစာဆက်မပို့တော့ဘူးမဖြစ်လဲဆိုတော့ကိုကြာတခုခုဖြစ်နေပြီဒါမှမဟုတ်အိမ်နားမှာတခုခုဖြစ်နေပြီဒါကြောင့်မို့ तू ကအတန်ဖိုင်ပို့တာအရင်လိုအတန်မဟုတ်ဘူး तू တခုခုဖြစ်နေပြီဆိုတော့ကျမကကျမကြောက်ပြဿနာတစ်စုံတစ်ရာဖြစ်သွားမယ်ဆိုပြီးတော့ကျမစာမပို့ဘဲနေလိုက်တာပြီးွားမှ ကျွန်တော်ပောက်တာပါတဲ့ဟဲ့တော့ဆိုခုနအတန်နေတုံနေရလားလို့ပြောလဲပို့လာတဲ့အတန်ဖိုင်ရငါကိုပြောနေကြအတန်တိုင်းမဟုတ်တော့လေကျွန်မစိတ်တယ်မယ်ကိုကြတခုခုဖြစ်နေပြီဆိုကျွန်မစိတ်ပူလာမဟုတ်ဘူးမှန်တယ်အပျော်လွန်ပြီးအတန်နေတုံနေတာဒါထီပောက်သွားတဲ့ခုစမ်းနဲ့ကျွန်မနဲ့ကြားထဲမှာတော့ဒါအမှတ်တရဖြစ်ခဲ့ပါလေ